တမရဲ့စိတ်ကဘာလဲဆိုတော့အဲ့ဒီယောက်ျားတယောက်ကကိုယ်ကိုကြိုက်ဖို့အတွက်ကိုကပြုပြင်ပြောင်းလဲကြဘာကြောက်မှမရှိကိုရဲ့ငိုးကိုရဲ့ natural ကိုချိန်ရင်တသက်လုံးလက်တွဲသွားမယ်ဆိုပြီးပေါင်းလိုက်ကိုကအလားပါတဲ့ပြည့်လို့ပြုပြင်မှနင်ငါ့ကိုကြိုက်မယ်ဆိုမကြိုက်နဲ့သွားလိုက်တော့မပြင်နိုင်ဘူးကွကိုရဲ့လက်ပြလည်းမပြင်နိုင်ဘူးเนาะဘာမှမပြင်နိုင်ဘူးဘာမှမပြင်နိုင်ဘူးရှင်းရှင်းပဲသူများထက်ဆိုင်အားလုံးကအမြဲတမ်းမပြည့်စုံဘူးဒါပေမဲ့အဓိကကိုကိုချစ်တဲ့လူကကိုကိုချစ်မှာပဲတကယ်ချစ်တဲ့လူကကိုရဲ့အမျိုးသမီးကိုဘယ်မိမ့်မနဲ့မှမနိုင်ရှင်ဘူး မှတ်ထားကိုယ့်ရဲ့အမျိုးသမီးကိုတခြားမိန်းမနဲ့နိုင်ရှင်နေတဲ့ကောင်ဆိုရင်မယူနဲ့အော်လေ vlog ဆိုတော့တောက်ရှောက်ရိုက်ထားမိတာကိုရိုက်ထားမိတာဆရာလက်လာတော့အဲ့လိုဒါနသမရှင်လည်းမဟုတ်ဘူးနဲ့ရှင်နေဒေးဆိုကျွန်မခွေချင်စိတ်ကအရင်ပောက်သွားရှင်နေဒေးပါရှင်အော်ဘိုးမျိုးသားနေပါဟုတ်တယ်မျိုးသားမရှိဖြစ်နေမဟုတ်ဘူးနေရှင်နေဒေးလေဟုတ်လားမျိုးသားနေကနေရှင်နေဒေးဒီမပြဒီမပြမကလေးမျိုးအားစားလားဂျပန်ခေတုန်းကဒီကလေးအိုင်နေစင်းနဲ့ကြားရိုးတာလေဂျပန်မှာဟောမွေပေါ့ဟုတ်ပါဘူးတောပြီဗျာကဘာပေါ်မှာ အဖိုးထိုက်ဆုံးခြေတနာဖြစ်တဲ့ Lucky Diamond စိန်ပွင့်လေးတွေကချစ်ချင်းမြတ်တာနဲ့ခန္ဓာကြည်ကျမှုကိုဖော်ပြလို့လူတိုင်းနေရာတိုင်းနဲ့လိုက်ဖက်တင်တယ်ပါပဲခန္ဓာဆုံးတော Lucky Diamond စိန်လက်ကားတိုင်းကြီးရဲ့ Chef Lucky Diamond ကြီးနဲ့ကျက်သိန်း300ကန်ထူးရှင်ရွေးချယ်ပွဲကြီးကို January 21နဲ့22နဲ့ Novotel Hotel ကြီးမှာကျင်းပသွားမယ့်အထိမ်းအမှတ်အနေနဲ့40% plus 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 ရှော့ဈေးများနဲ့ရောင်းချပေးနေတဲ့အကြောင်းသတင်းကောင်းပါလိုက်ပါတယ် ိုစရီနဲ့လက်ဂီတာမျိုးနဲ့လက်တွဲခဲ့ရလဲကြာပြီအာမိသားစုလေးလိုတောင်ဖြစ်နေပြီ live ဆေးမှာဆိုလဲဆွေရအအပတ်တိုင်းဒါရန်ကုန်မဟုတ်တော့မဝင်ပေးနိုင်ဘူးဒါပေမဲ့ရန်ကုန်ရောက်တဲ့အခါတိုင်းအမတို့ကခေါ်တယ်အာအမတ်တရဆိုတော်တော်လေးရီရရိုက်တဲ့နေမှာလဲလင်းနဲ့အဲ့လိုပေါ့လက်ဂီတာမျိုးကြတဲ့လေးရိုက်မယ်ဆိုတော့ story ကတော့ဆက်ဆာချင်းတော့အကိုဒီလက်ကီတိုင်းမောကတာဝရှိသူတွေကတည်ထားပြီးသားပေါ့နော်ဒါပေမဲ့ဆွေကရောက်လာတဲ့အချိန်မှာတော့နည်းနည်းလေးပြန်ပြောင်းပြီးတော့အဲဆွေတို့ plot လေးပြောင်းလိုက်တယ်ပေါ့ဆွေက ်ပြောင်းလိုက်တော့ပိုကောင်းသွားတယ်ဟုတ်အဲ့နောက်တယ် သူ့အမိလိုက်ပြောဖို့လည်းမလွယ်ဘူးနော်အရန်ပြောတာအဲ့လိုမျိုးအရန်ပြောနိုင်တာအဲဒါပေမဲ့ပြောစရာအရန်ကောင်းတယ်ဘာလို့လဲဆိုတော့တယောက်နဲ့တယောက်ကအေးယူမမြလေးနဲ့သိရမလားဟိုတယောက်နဲ့တယောက်ပန့်ပိုးပြီးတော့သွားတာကွာအဲ့လိုအပြိုင်ဆိုင်မျိုးမဟုတ်ဘဲနဲ့ပန့်ပိုးပြီးသွားတဲ့အတွက်ပြောဖို့ကောင်းတယ်နောက်နိုင်မှာမနောက်နိုင်ကျမခံရတာလေကျမအပြဲအစားကြတငယ်ချင်းနဲ့ကျမရဲ့တငယ်ချင်းတွေကတော့ LGBT များရဲ့ LGBT များရဲ့စပီမနဲ့ရဲ့လေစပီမနဲ့ရောက်တော့ရောက်ရှိတာတိတ်မပေါင်းပြဲအဲ့လိုမိမကြောက်ကြီးဆိုတော့အဲ့လိုပေါ့ချစ်တာလေ LGBT တငယ်ချင်းတွေကိုချစ်တော့အဲကိုကသူတို့နဲ့အပြိုင်ပြောနိုင်မှဖြစ်တာဆိုအကျင့်ပါ သွားရောအရန်ပျော်သွားတာဆွေကအဓိက sweet နဲ့ဟိုပေါ်ဒီ funny movie ရိုက်တာကြောင့် sweet makeup makeup ဆရာ makeup ဆရာရောအဲ့လိုမျိုးနောက်က sweet နောက်ကနေလိုက်ပေးကြတယ်လေအဲ့လိုမျိုးတငယ်အဲ့လိုတငယ်ချင်းရဲ့လို့မဟုတ်ဘူးအဲ့ဒါသူတို့တွေဟိုထည့်ရိုက်တာရောဘူးကောင်းနေ ဲ့ဒါ vlog ကအမျိုးသားနေရာတမင်ရိုက်တာမဟုတ်ဘူးရှင်ဆွေလေအမန်တိုင်းပြောတာဆွေအဲ့နေကမေမျိုးမှာ shooting ရှိတော့လမ်းမှာဆန်နေလှူသွားတာလှူသွားရင်းနဲ့ဆရာလေးကလှက်လှူတာလဲတောက်ချက်ရိုက်တာအမန်လှူတာရော shooting ရော vlog ရိုက်တာရိုက်ရင်ဆရာလေးကအဲ့ဟိုဘက်လမ်းနေဒီဘက်ကိုကူလာတာကူလာတာကြီးကိုဟိုလေ vlog ဆိုတော့တောက်ချက်ရိုက်ထားမိတာကိုရိုက်ထားမိတာဆရာလေးကလာတော့အဲ့လိုဒါနသမရှင်လည်းမဟုတ်ဘူး ਨੇ ရှင်တဲ့ဒေးဆိုကျွန်မခွေကျင်စိတ်ကအရင်ပောက်သွားမရတော့ဘူးအဆရာလေးကိုနှောက်လိုက်တာပါတော့တောက်မှတ်ပါလေအဲ့ဒါလေ င်။အော်။ဟိုမျိုးသားနေပါ။ဟုတ်ကဲ့မျိုးသားမရှိဖြစ်နေ။မဟုတ်ဘူး။နေရှင်နဲ့တည်းလေ။ဟုတ်လား။မျိုးသားနေဆိုနေရှင်နဲ့တည်း။ဒီမပြတင်မပြ။အဲမင်္ဂလေးမျိုးကဆရာဂျပန်ခေတုံးက။ဒီမလေးအဲ့နေရှင်နဲ့ကြာ။မျိုးသားလည်းဂျပန်မှာ။ဟမ်။အမွေပေါ့ဟုတ်ပါဘူး။တော်ပြီဗျာ။ဆရာလေးကကြောင်သွားလေးလား။ဆရာလေးကတော့ကြောက်တော့သူ့ကိုစနေရမသိတော့ကြတော့ပြန်ရှင်းတာပေါ့ကွယ်။အဲ့လိုမျိုးစက္ကန့်မှာကြောက်လို့ပါမမေးပါနဲ့။ကျွန်မဩပါတယ်အေးကြီးက ဆဲခဲ့ရတာမျိုးတော့မရှိပါဘူးသူကအဓိက entertain လေလူတွေအကုန်လုံးပင်မန်းနေရကွာကိုကမဟုတ်တာတွေရရဲဆဲဆိုင်နေလေလောက်တာမဟုတ်ဘူးဒီတကယ်ဖြစ်ပြနေတာစိတ်ကြုံတွေ့ရတာလေးတွေကိုစိတ်ကူးပောက်လာရင်ထရိုက်တာ အဲ့လိုမျိုးတိတ်ကြိုစဉ်းစားထားတာမျိုးလည်းမဟုတ်စဉ်းစားထားရင်လည်းထွက်ချင်မှထွက်တာအဲ့ကြတော့ဇလန်းကြီးလိုလည်းအဲမဟုတ်တစ်ခါလေးကြတော့စဉ်းစားမိတာလေးကဲရိုက်အောင်မယ်ဆိုနောက်နေ့တော့ရိုက်လိုက်တယ်အဲအဲ့လိုမျိုးလေးဟုတ်အမှန်တော့အဓိကပောက်တာမပောက်တာပျော်ရတယ်လေဒီလားဟိုကိုကခွေရတယ်လေကိုနဲ့ပါတဲ့လူတွေလည်းလူသိတယ်ကျမကပြောချင်တာသူများကိုလည်း support ပေးရတဲ့သဘောပဲကျမနောက်ကလိုက်တဲ့လူတွေကျမခိုင်းနေဆိုတဲ့သဘောမျိုးတွေနဲ့ဘယ်တော့မှမထားဘူးသူတို့ကိုလည်းလူတည့်ရအတွက် makeup artist ဆိုလည်း makeup artist ကိုလူတည့်သွားတယ်လူတည့်သွားတဲ့အတွက်သူပို့ပြီးအလုပ်တွေလုပ်ရတယ် ကျမကျမနောက်ကလည်းကြည့်လူတွေအဲ့လိုမျိုးမျက်နှာငယ်အောင်ပဲတော့မှမထားအောင်မိရဲဆိုတာသူတို့ကမိသားစုလိုကိုဖြစ်သွားပြီအိမ်ထဲကဖြစ်သွားပြီဆိုတော့ကိုဘယ်ချိန်မဲလို့လို့ကျမကလေဟိုထားရပါတော့ makeup artist ဥပမာဘယ်တော့ပဲတော်တဲ့ makeup ဆရာတွေများများသူ့ကိုမပစ်ပေခဲ့ဘူးအမြဲတမ်းအဲသူနဲ့ကလည်းအခုဆိုရင်ကလောမှာ sweet live ရှိရလေ live scene ရှိတယ်အိမ်ရာရောက်မှာအဲ့ဒါဆိုလည်းသူ့ကိုခေါ်သွားမှာအဲ့လိုပါအကုန်လုံးပါတယ် နေနေချိုးချိုးတော့ဘူးမှမပြောဘူးဘာလို့ဆိုတော့ဆွေရလေဆွေကိုယ်တိုင်ကလည်းအဲကြီးကြီးကျယ်ကျယ်မနေဘူးလေလူတိုင်းအပေါ်မှာတာဝန်ကြီးအောင်လုပ်ပေးရဆိုတော့အားလုံးကတော့ချစ်ခင်ကြတယ်ဒါပေမဲ့ lucky ကတော့တကယ်ကိုလူကိုလေအဲလုံးဝတန်ဖိုးထားရပေါ့နော်အဲ့လိုအလုလုတဲ့လူပေါ်မှာလေ stress လည်းမပေးဘူးသူတို့ဒါပေမဲ့သူတို့အလုလုတာတိကြတယ်သူတို့အလုလုတာတအားတိကြတယ်အဲ့ဒါတခုတော့ရှိရဟုတ်အတီတီ lucky မှာအကြီးဆုံးရောင်းခဲ့တယ်ပထမနဲ့ဒုတိယအကြိမ်အများကြီးရောင်းခဲ့တာဆွေဒီ lucky မှာအများဆုံးရောင်းခဲ့တယ် စ조사တိုင်းလည်းမဟုတ်ပြန်ခုကလေ line တွေမကောက်ဆိုဘလို့조사조사မမြင်ပါဘူးဆိုမှဘလို့မှ조사မရဘူးသိရမလားငိုချင်းဒါကိုကယူမကြီးလိုပဲတော့အဲဈေးတွေရောင်းပြီးရှောက်ပြောနေရတာမဲ့နဲ့လူကမရှိအဲ့တော့တအားငိုချင်တာမဲ့လည်းလိုမရှိအဓိကသူတို့မဲ့လို့မရကွာတိလားအဲ့လိုမျိုးတွေဖြစ်တော့အဲ့အဲ့အဲ့တခါလေးကျလည်းစိတ်ညစ်တယ်တခါလေးကျလည်းငါဘယ်လိုဆက်သွားမယ်လို့မဲ့မယ်ဖြစ်ချင်မှလည်းဖြစ်တာအဲ့ဒါဘာမှမမှန်ဘူးဖြစ်လာတဲ့ပုံမှာမူတည်ပြီးအကောင်းဆုံးလုပ်မှာဒါပဲစိတ်မတွေးထားဘူးသူများလည်းစိတ်ဝင်စားဘူးကိုယ့်ဘာကိုယ်ပဲပြိုင်တယ် ခုခုတက်ကတော့အများကြီးစူးစမ်းနေရပေါ့တက်နိုင်တယ်လောက်ကျမလည်းတမအားစီဝါနဲ့လှုပ်လှုပ်တာဆိုတော့တည်ရမလားဟိုတအားတော့ပင်မန်းနေစူးစမ်းရတယ်တခါလေးဆိုလဲမတက်ပဲစိတ်ပဲဒီ live series တွေကျတော့စိတ်တအားပင်မန်းရတယ်ခါလေးဆိုအတအားကိုငိုချင်တာမျိုးရှိတယ်ချိတ်ငိုဆိုတော့အဲ့လိုငိုချင်တာပေါ့နော်အဲ့လိုပင်မန်းနေလေသူများဆိုရောင်းရချင်တာပေါ့သူများရောင်းရရင်ကိုလည်းရောင်းရချင်တာပေါ့ဒါပေမဲ့အဲ့လိုမျိုး line ကြရခါကြတော့ငိုချင်တာအနာလေး ဆိုင်ရှင်ကိုအားနာရတယ်အဲ့လိုမျိုးကြီးဟုတ်မက်ဘတီလည်းဆွဲခေါ်တယ်မက်ဘတီဆိုလို့ရှိရင်လေဟိုလုပ်ငန်းအခုဆိုတာတူရယ်ပြောလို့ရတယ်နော်ဒါပေမဲ့ तू ကအယမ်းကိုအယမ်းကိုလေကုညီတာဟဲ့ဟိုဆိုင်ဆိုမြောင်းနေတော့အဲတဘောကလေအဲတဘောကဘောနနေဒီဟာဆိုမကားမှုနော်အဲဟိုကမထင်နေနော်အဲဒီဟာဆိုမကားမှုနော်ညီမလေးဒီဟာဆိုလို့ရှိရင်တော့အဲလုတ်တဲ့နဲ့အဲ့လိုမျိုးလေးတွေပြောပြတယ်ဟုတ်ဟိုဘာသာမဟုတ်လိပ်ပြဖို့ဆိုတာအခုကအဓိကဆူပြောချင်တာကမင်းအမျိုးသမီးတွေကလေကျမရဲ့စိတ်ပါနော်ကျမရဲ့စိတ်ကဘာလဲဆိုတော့ အဲ့ဒီယောက်ျားတယောက်ကကိုယ့်ကိုကြိုက်ဖို့အတွက်ကိုယ်ကပြုပြင်ပြောင်းလဲကြဘာကြောင့်မှမရှိကိုယ့်ရဲ့ငိုးကိုယ့်ရဲ့ natural ကိုချိန်ရင်တသက်လုံးလက်တွဲသွားမယ်ဆိုပြီးပေါင်းလိုက်ကိုကပြုပြင်မှသိရမလားအလှအပနဲ့ပတ်သက်လို့ပြောရအောင်နော်ကိုကအလှပတ်သက်နဲ့ပတ်သက်လို့ပြုပြင်မှနင်ငါ့ကိုကြိုက်မယ်ဆိုမကြိုက်နဲ့သွားလိုက်တော့ကျမကြာအဲ့လိုစိတ်ရှိရယ်မပြင်နိုင်ဘူးကွကိုယ့်ရဲ့လက်ပြလည်းမပြင်နိုင်ဘူးနော်ဘာမှမပြင်နိုင်ဘူးဘာမှမပြင်နိုင်ဘူးရှင်းရှင်းပဲ အရင်အော်လာကျမအရေးထဲမှာနားမလဲဘူးနားမလဲလိုက်မေးပြီလိုက်ဖတ်ပြီကောင်းနေမှုပြီအန်ရှင်းလာအဲ့လိုမျိုးပြောပြလေဟိုကျမပြောကိုယ့်ရဲ့မျိုးသမီးတွေကကိုယ့်အလှနဲ့ကိုရှိပြီးသားကိုယ့်အလှကျမဆိုပူအရင်ပူတာပဲပူနေရပဲသူများထက်ဆိုင်ဟုတ်တယ်မလားဟိုကလည်းဟိုကဆိုသူများထက်ဆိုင်အားလုံးကအများကြီးမပြေစုံဘူးဒါပေမဲ့အဓိကကိုယ့်ချစ်တဲ့လူကကိုယ့်ချစ်မှာပဲတိလာကျမရက်ရှည်ချင်လို့လည်းမရဘူးလေနော်ဒီလိုဒီတက်ရွယ်ရောက်မှဒီခါနေမှ ဒီအရက်ရှည်ခြင်းလို့လည်းမရဘူးပြောချင်တာဒါပေမဲ့ကိုယ်ချစ်တဲ့လူကကိုယ်ဒီပုံစံချစ်မှာပဲလေပျောက်ပြောင်းလဲစရာမလိုအမျိုးသမီးတွေတည်ရမလားကိုယ်မျက်နှာတဲ့လူကကိုယ်ဒီပုံစံအတိုင်းမျက်နှာမှာအဲ့ဒါကြီးကလုံမဘာကြီးလုံမဆိုမလုတ်ပေးနိုင်ပါဘူးနားလည်းမခံနိုင်ဘူးကျမရေးဆိုင်ကကြည့်မယ်။ကျမရေးဆိုင်ကစတီးအဲ့အရင်တတိပေးချင်တာနော်။အခုကအရင်ကြောက်စရာကောင်းတယ်နော်။အဲတကယ်ကို non medical fees ခေါ်တယ်။ဟိုသူက တကယ်ဒေါက်တာတွေမဟုတ်ဘဲနဲ့ပြပြီးတော့ကုပြီးအလှပရေလောက်တာအရဲအန်တယ်များတော့အဲ့ဟာလေဘသူ့မှာစော်ကားမဟုတ်ဘူးပြောပြတာဒီဟာဆိုလို့ရှိရင်ဒီလိပ်ပြကိစ္စဆိုရင်အရဲအန်တယ်များတယ်သူ့ဟာသူ့တော့မှဟိုကျမဥပမာပြောရရင်ကျမရဲ့အမြင်နဲ့ပြောရရင်ပိုးဝင်မှာတောင်မှထိလွယ်ခိုက်လွယ်တဲ့ဟာကိုဒီလိုမျိုးတွေလောက်တယ်ဆိုမလောက်တင်ဘူးလုံးဝမလောက်တင်အန်တယ်များတော့အန်တယ်အရန်များပါတယ်မိန်းကလေးလေးလည်းမလောက်နဲ့ဘသူ့မှာမလောက်နဲ့ကိုယ့်ချစ်တဲ့လူကချစ်မှာပဲဟိုဘာမှ သူတပါငါ့ကိုချစ်မချစ်ဖို့အတွက်သူများဒီမှာပြောပြမယ်တကယ်ချစ်တဲ့လူကကိုယ့်ရဲ့အမျိုးသမီးကိုဘယ်မိမနဲ့မှမနိုင်ရှင်ဘူးမှတ်ထားကိုယ့်ရဲ့အမျိုးသမီးကိုတခြားမိမနဲ့နိုင်ရှင်နေရကောင်ဆိုရင်မယူနဲ့အဲ့ဒါကတသက်လုံးစိတ်ချမ်းသာမှာမဟုတ်ဘူးဘာလို့ဆိုတော့ तू အမြဲတမ်းနိုင်နေတော့မှာလေကိုဘာလို့လို့ तू စိတ်တိုင်းကြမှာမဟုတ်ဘူးအားကြမလို့ no လုံးဝပဲကျမဒါအကြံပေးရနော်မိန်းကလေးတွေပြက်ကတ် မဟုတ်အတ္တိကစိတ်ဓာတ်ပဲတိလား तू ကကြာကျမကိုစိတ်ဓာတ်လဲချစ်တယ်ကျမရဲ့နေပုံထိုင်းပုံဥပမာ तू စိတ်ချရတယ်လေ LDR ဆိုပေမဲ့ကျမကအလုတ်ပဲကြိုးစားလုပ်တယ်ကျမမှဟိုကျန်တာဘာမှမရှိဘူး तू ကတစ္ဆာရှိရှိ तू လည်းတစ္ဆာရှိတယ်အဲ့လိုမျိုးပေါ့တယောက်နဲ့တယောက်ကဒီတဏတစ်ခုနဲ့နဲ့သွားနေမှာမဟုတ်တာအဲ့ဒါဆိုတော့ပြတ်မှာပဲကိုကမဟုတ်ဘူးလေဒါအာလုံးကမောင်နှမတန်ရောစင်အကုန်လုံးပေါက်မှမြဲတာတည်မြဲတာအဲ့ကြောင့်မလို့ပြောတာကိုကိုချစ်ဖို့အတွက်နဲ့ဘာမှပြုပြင်ပြောင်းလဲဖို့မလို့အလှအပကိုပြောရအောင် အာချစ်ခင်နဲ့ပေါ့နော်အဲဒါပရိသတ်ရယ်မဟုတ်ပါဘူးဆွေကိုချစ်ခင်ရတဲ့မိတ်ဆွေတွေတကယ်ချင်းတွေပေါ့ Facebook မှာကြည့်နေကြတဲ့တကယ်ချင်းတွေအားလုံးကိုဟိုဆွေကကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်အဲဒီ interview လေးကြည့်တဲ့အချိန်မှာခဏတာလေးနော်စိတ်ချမ်းသာရတယ်ဆိုရင်ပဲကုသိုလ်ရပါတယ်လို့အားလုံးစိတ်ချမ်းသာကိုကျမ်းမာကြပါစေလို့ဆုတောင်းပေးပါတယ်ရှင့်